အပြိုကြီး လူပြိုကြီး ဖြစ်ရခြင်းအကြောင်းရင်းများထဲမှာအဓိကကြဆုံး၄ချက်ကိုဝိုင်းရီမှန်းချက်များနဲ့ဦးစားပေးမှုများအချို့သူတွေကအိမ်အောင်ပြုခြင်းထက်မိမိတို့ရဲ့အလုပ်စီးပွားရေးဒါမှမဟုတ်ပညာရေးရီမှန်းချက်တွေကိုအောင်မြင်အောင်ဦးစားပေးဆောင်ရွက်လိုကြတယ် အသက်မွေးဝမ်းကြောင်းဆိုင်ရာတိုးတက်မှုနဲ့ပုံကိုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုက သူတို့အတွက်ပိုအရေးကြီးနေနိုင်တယ်တချို့ကကြောလွတ်လပ်မှုကိုတံမိုးထားပြီးဘသူရဲ့ထိန်းချုပ်မှုကိုမှမခံကျင်ကြဘူးလက်ထက်ချင်းဟာသူတို့ရဲ့လွတ်လပ်မှုကိုကန့်တတ်နိုင်တယ်လို့ခံစားရတာကြောင့်တကူတဲ့နေထိုင်ခြင်းကိုပိုနှစ်သက်ကြတယ် ကိုယ်ပိုင်ဝါဒနာတွေစိတ်ဝင်စားမှုတွေဒါမှမဟုတ်ခီးသွာလာခြင်းလိုမျိုးအရာတွေအတွက် အချိန်များကြီးပေးခြင်းကြသူတွေလည်းရှိတယ်။အိမ်အောင်ပြုလိုက်ရင်ဓာရီကိုရှော့ချရမှာစိုးရကြောင်းတယောက်တည်းနေဖို့ရွေးချယ်တက်ကြတယ်။အချိန်ဆိုင်ရာ အတွေ့အကြုံများနဲ့စိတ်ပိုင်းဆိုင်ရာအတားအဆီးများ ရခင်ကအချစ်ရဲ့အတွေ့အကြုံဆိုးတွေစိတ်ထိခိုက်ခဲ့ရမှုတွေကိုဒါမှမဟုတ်မိသားစုအတွင်းကမကောင်းတဲ့အိမ်ဆောင်ရေးပုံစံတွေကိုမြင်တွေ့ခဲ့ရတဲ့စိတ်ဒဏ်ရာတွေဟာအိမ်ဆောင်ပြုဖို့ခေါင်းမစေနိုင်ပါတဲ့။နောက်တစ်ခါထက်မခံစားရအောင်ရှောင်ရှားခြင်းလည်းဖြစ်တယ်။အချစ်ရဲ့မှာစိတ်ထိခိုက်မှာကိုကြောက်တာအထီးကျန်မှာကိုကြောက်တာဒါမှမဟုတ်တာဝန်ယူရမှာကိုကြောက်တာမျိုးတွေကြောက်လက်ထပ်ဖို့လည်းတွန်းဆုံနေနိုင်တယ်။ တချို့ကအိမ်တော်ရင်းရဲ့ဝင်တော့ဝင်ပိုးတွေကိုလည်းကြောင်းရွတ်တက်ကြတယ်။ကိုကိုကိုယုံကြည်မှုမရှိတာကို့တန်မိုးကိုမသိတာတွေကလည်းအချစ်ရဲကိုစတင်ဖို့ဒါမှမဟုတ် ရေရှည်ဆက်ဆံရေးတစ်ခုကိုတိဆောက်ဖို့အတွက်လည်းဖြတ်ခဲစေတယ်။ပုပ်ကိုရေးဆန်ရာဆန်နှုံးများနဲ့မျောလင့်ချက်များအချို့သူတွေကသူတို့ရဲ့အိမ်အောင်ဘက်တွေ မြင့်မားတဲ့ဆန်နှုံးတွေတက်မှတ်ထားတတ်တယ်။ကိုနဲ့တကယ်ကိုက်ညီတဲ့သူကိုမတွေ့မချင်းစောင့်ဆိုင်နေတတ်တယ်။ဒီလိုဆန်နှုံးမြင့်မားမှုတွေကြောင့်လည်းတကိုယ်တည်းဖြစ်နေတာမျိုးလည်းဖြစ်နိုင်တယ်။တင့်တော်တဲ့သူမတွေ့ချင်းတချို့ကတော့တကယ်ချစ်ပြီးနားလည်မှုရှိတဲ့သူကိုအမှန်တကယ်ရှာမတွေ့သေးလို့လည်းဖြစ်နိုင်ပါတယ်။အလင်းစလို့အိမ်အောင်မပြုတ်ပဲစောင့်ဆိုင်နေရခြင်းလည်းဖြစ်တယ်။လူမှုရေးနဲ့စိတ်နေသဘောထား လူနည်းစုတချို့ကအချစ်ရည်ဒါမှမဟုတ်လိမ်ပိုင်းဆိုင်ရာဆွဲဆောင်မှုမျိုးကို မခံစားရတာကြောင့်အိမ်အောင်ပြုဖို့စိတ်မဝင်စားကြဘူးတချို့လူတွေကတယောက်တည်းနေရတာကိုပျော်ရွှင်ပြီးလုံးဝအထီးကျက်နေလို့မခံစားရဘူးတငယ်ချင်းတွေမိသားစုဝင်တွေနဲ့ဆက်ဆံရေးကောင်းမှုပြီးကိုယ်ဘဝကိုကိုယ်တိုင်ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြတယ် လူမှုပတ်ဝန်းကျင်ကအိမ်ထောင်ပြုဖို့ဖိအားပေးတာကိုမနှစ်သက်ပဲကိုးပါတာကို ဆုံးဖြတ်ပြီးနေထိုင်တက်ကြသူတွေလည်းရှိကြတယ်။ဒီအကြောင်းရင်းတွေကတခုတည်းဖြစ်နိုင်တယ်လို့အများပြားလဲရောရှက်နေနိုင်ပါတယ်။အပြိုကြီး လူပြိုကြီးဖြစ်ရခြင်းဟာအမြဲတမ်းဆိုးရွားတဲ့အခြေအနေမဟုတ်ဘဲလူတအူးချင်းစီရဲ့ရွေးချယ်မှုနဲ့စိတ်ကျေနပ်မှုအပေါ်မှာပဲမူတည်ပါတယ်။